ဝမေဆွေတို့ဘတ်စင်တနင်္လာနေ့တိုင်းတင်ဆက်နေကြဒီတရားညာတစ်ခုအစီအစဉ်လေးမှာပြီးခဲ့တဲ့နှစ်ပတ်ကတင်ဆက်ခဲ့တဲ့နောက်ဆုံးတရားစီရင်ခြင်း၄ပါးတေခြင်းတရားသည်လူသားအလုံးနှင့်သက်ဆိုင်သောသဘောတဘာဝတေခြင်းတရား၏အရေးပါမှုနှင့်တူးချင်းစီတိကျစီရင်စစ်ကြောခြင်းအကြောင်းကိုပြညခဲ့တယ်ဒီတေခြင်းတရားအကြောင်းစီရင်စစ်ကြောခြင်းအကြောင်း judgment day အကြောင်းတွေပြောပြီးတဲ့အချိန်မှာတော့ဆက်လက်ဝေမျှနေတာလေးကတော့ ကျွန်တော်တို့ကက်သလစ်ခရစ်ယာန်တွေယုံကြည်ကြတဲ့ကောင်းကင်နိုင်ငံတော်ကောင်းကင်ဘုံဤသာဝရချမ်းမြေမှုအကြောင်းလေးကိုဆက်လက်ပြီးတော့မှဝေမျှပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကက်သလစ်ခရစ်ယာန်တွေယုံကြည်တဲ့ကောင်းကင်ဘုံဆိုတာတဘာဝထက်သာလွန်ပြီးပြည့်စုံသည့်ချမ်းမြေပျော်ရွှင်မှုရှိရာအခြေအနေတရားဖြစ်တယ်လို့ကျွန်တော်တို့လက်ခံယုံကြည်ကြထို့အခြေအနေ၌ဖျားရှင်ကို ပကတိအတိုင်းမြတ်ဝါထင်ထင် တွေ့မြင်ကြရမယ်လို့ကျွန်တော်တို့ယုံကြည်ကြတယ်။အဲ့ဒီနေရာမှာဘုရားသခင်ဤပြည့်ပြည့်စုံသောချစ်ခြင်းမေတ္တာကိုကောင်းငင်ပုံအခြေအနေတရက်ကို ရောက်သွားတဲ့သူတွေဟာဒီချစ်ခြင်းမေတ္တာကို အပြည့်အဝခံစားကြရလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ကြတယ်။ဘုရားမင်းကြီး Benedict the 12ကသူရဲ့စာကျွန်တော် Benedictus Deus မှာအလုံးစုံတန်ရှင်းပြီးသောဝိညာဉ်များသည်ကောင်းငင်ပုံသို့ဝင်ရောက်ကြပြီးဘုရားရှင်ကိုမျက်ဝါးထင်ထင်ဖူးမြင်ခွင့်ရကြလိမ့်မယ်။ ထိုယူပါယုံကြောင့်သူတို့သည်ချမ်းမြေ့ပျော်ရွှင်မှုကိုခံစားရရှိကြကအမှန်တကယ်မင်္ဂလာရှိသောသူများဖြစ်လာကြသည်။ဒါယံမင်းကြီးတွေနဲ့အသင်းတော်ရဲ့တုံတင်ချက်ကျွန်တော်တို့ရဲ့ယုံကြည်ချက်ဖြစ်တယ်။သူတို့သည်သာဝရအသက်တာနဲ့သာဝရနာခိုခြင်းကိုခံစားရရှိကြပေလိမ့်မည်။တမချန်းစာမှာလည်းဖြောက်မတ်သောသူတို့၏ဝိညာဉ်များသည်ချမ်းမြေ့ခြင်းနှင့်ငြိမ်းချမ်းခြင်းကိုရရှိလိမ့်မယ်လို့ဖော်ပြထားတယ်။ သူတို့သည်ဖျားရှင်၏လက်တော်၌အေးချမ်းစွာနားကိုကြပြီးဖျားရှင်နှင့်အတူသာဝရနေထိုင်သွားကြလိမ့်မည်ဆိုပြီးပညာပါရမီကျမ်းခန်းကြီး၃ခန်းငယ်၁ကနေ၁၉မှာပေါ်ပြထားတယ်။ခရစ်တော်ဖျားရှင်ကိုယ်တိုင်ကောင်းငင်ပုံ၏ချမ်းမြေ့ပျော်ရွှင်မှုအကြောင်းကိုမင်္ဂလာဆောင်ပွဲနှင့်ခိုင်နိုင်ပုံဖော်ထားတယ်။ရှင်မာတေဥခန်းကြီး၂၅ခန်းငယ်၁၀မှာ ခရစ်တော်ဖျားရှင်ကိုယ်တိုင်ကောင်းငင်ပုံ၏ချမ်းမြေ့ပျော်ရွှင်မှုအကြောင်းကိုမင်္ဂလာဆောင်ပွဲနှင့်ခိုင်နိုင်ပေါ်ပြထားတယ်။ တခါရှင်မတေဟုခန်းကြီး78ခန်းငယ်7မှာလဲ၎င်းကိုသာဝရအသက်တာဟုထမှန်ပေါ်ပြထားတယ်။ခရစ်တော်ဘုရားရှင်ကစိတ်နှလုံးယူသားဖြူစင်သောသူတို့သည်ဘုရားရှင်ကိုကူးမြင်ကြရလိမ့်မည်ဖြစ်ကြောင်းဂရိတော်ထားတော်မူခဲ့တယ်။ဒီကြောင်းအရာကိုတော့ရှင်မတေဟုခန်းကြီး9ခန်းငယ်7မှာကျွန်တော်တို့တွေ့မြင်နိုင်တယ်။ရှင်ပေါ်လူရေးထားခဲ့တဲ့ကောရင်သပထမစာဆောင်ခန်းကြီးနဲ့ခန်းငယ်9မှာလဲမည်သည့်မျက်စိနှင့်မျှမမြင်စဘူးနားဖြင့်လည်းမကြားစဘူး လူသားတို့၏နှလုံးဖြင့်လည်းမတွေ့မိခဲ့ဘူးသည့်အမှုအရာကိုဘုရားသခင်သည်မိမိအားချစ်တော်သူတို့အတွက် ပြင်ဆင်ထားတော်မူ၏။တခါရောမဩဝါဒစာအခန်းကြီး1ခန်းငယ်ခွန်မှာလဲဖြောင့်မတ်တော်သူသည်သာဝရအသက်ဘုံကုန်သောဆုလက်ကိုရရှိလိမ့်မည်။တခါရောမဩဝါဒစာအခန်းကြီး8အခန်းငယ်18မှာလဲဤလောက၌ခံကြရသောဒုက္ခဆင်းရဲတို့သည်ထင်ရှားလာမည် ဟိုဘုံတော်နှင့်နှိုင်းရှင်၍မရပေရှင်ဘောလူကကျွန်တော်တို့ကို ကောင်းငင်ဘုံအကြောင်းကိုခဏခဏဖော်ပြပေးထားတယ်။ကောင်းငင်ဘုံ၌ဝင်စားသောသူတို့သည်ဖရာသခင်ကိုပဂရိတိုင်းဖူးမြင်ရမည်အကြောင်းကျွန်တော်တို့အသင်းတော်ရဲ့တွင်တင်ချက်မြတ်သောယူဝါဒမှလည်းအောက်ပါအတိုင်းတွင်တင်ထားတယ်။ဖရာသခင်ယေရှုတော်နှင့်မိတ္တဟာရတွင်တည်ဆုံသောသူတို့သည်ဤပြည့်စုံသောတန့်စင်ခံရပြီးခရစ်တော်နှင့်အတူအစဉ်မြဲနေကြ၏။ အကြောင်းမှာသူတို့သည်ဘုရားသခင်ကိုပဂရိအတိုင်းမျက်ဝါးထင်ထင်တွေ့မြင်ကြရသောကြောင့်ဖြစ်၏။ဒါကတော့ကောင်းငင်ဘုံရှိတဲ့အကြောင်းကောင်းငင်ဘုံအကြောင်းကိုသင်တော်ရဲ့တုံသင်ချက်ယဟန်မင်းကြီးတွေရဲ့တုံသင်ချက်အမှကျမ်းစာတွေရဲ့အထောက်အထားတွေနဲ့ဝေမျှပေးခဲ့တာဖြစ်တယ်။ဆက်လက်ပြီးဒီကောင်းငင်ဘုံရဲ့ဂုံတတိညာ properties of heaven ကောင်းငင်ဘုံရဲ့ဂုံတတိတွေပထမတစ်ခုကတော့သာဝရဖြစ်ခြင်း eternity ကောင်းကင်ဘုံကြီးချမ်းမြေ့ပျော်ရွှင်မှုသည်ထာဝရဖြစ်သည်။ယမင်ကြီးဘနေဒစ်တ12ကဘုရားရှင်ကိုဖူးမြင်ရခြင်းနဲ့ချမ်းမြေ့ပျော်ရွှင်ခြင်းသည်စင်ဆက်မပြတ်ရုပ်လျော့သွားခြင်းမရှိဘဲလူသားအလုံးအတွက်နောက်ဆုံးတရားစီရင်ခြင်းနေ့အတိုင်းအောင်ဆက်လက်တည်ရှိနေမည်။ထို့ကြောင့်ထာဝရဆက်လက်တည်ရှိနေမည်ဖြစ်သည်ဟုလည်းအခိုင်အမာဖော်ပြထားတယ်။ဘုရားရှင်ကကောင်းမှုလှုပ်ဆောင်ခြင်းအတွက်ဆုလက်ကိုမပြောက်ပြက်နိုင်သော ကောင်းငင်ဘာနာနှင့်ရှမတေဦးကျမ်းအခန်းကြီး6အခန်းငယ်20မှာခိုင်နိုင်ထားတယ်။ဒါကရှမတေဦးအခန်းကြီး25အခန်းငယ်46မှာ၆မှတ်တော်သူတို့သည်ထာဝရအသက်ကိုပိုင်ဆိုင်ရလိမ့်မည်အကြောင်းယေရှုဖျားရှင်ကဆက်လက်မှာကြားခဲ့တယ်။ယဟန်အကြီးစိန်အဂတ်စတင်ကလည်းကောင်းငင်နိုင်ငံ၏အချိန်ကာလသည်ထာဝရကြာမြင့်မည်အကြောင်းထောက်ခံပြောဆိုခဲ့တယ်။သူရဲ့ထောက်ခံချက်က ကောင်းငင်ဘုံဤသာဝရအချိန်ကာလပေါ်၌ယုံကြည်မရှိသောသူသည်ကောင်းငင်ဘုံဤစစ်မှန်သောချမ်းမြေ့မှုကိုညီကဲ့သို့ပြောဆိုနိုင်မည်နည်းဟုယဟန္တာကြီးကမွေ့ကြားခဲ့တယ်။ဒါကဆက်လက်ပြီးကောင်းငင်ဘုံနဲ့တက်ဆိုင်တဲ့မတူညီသောဆုလတ်တော်များကောင်းတာလုပ်တဲ့သူတွေဟာကောင်းတဲ့ဆုကိုရမယ်။ဘုရားရှင်ရဲ့အလိုတော်ကိုစန့်ကျင်နေနေထိုင်ခဲ့တဲ့သူတွေဟာဘုရားရှင်မကြိုက်တဲ့ဘုရားရှင်ရဲ့အလိုတော်ကိုစန့်ကျင်ပြီးအတိုင်းစီရင်ခံကြရမယ်။ ဖြောင့်မတ်တော်သူတို့သည်ပေးသနာတော်မူသောအခွင့်အရေးတစ်ခုဖြစ်သည့်ဘုရားရှင်ကိုမျက်ဝါးထင်ထင်ကူးမြင်ရခြင်းသည်ထိုသူတို့ပြုခဲ့သောကောင်းမှုပေါ်မူတည်၍ကွဲပြားသည်ဆက်လက်ပြီး Florence View မှာကျင်းပတဲ့အစည်းအဝေးကြီး Council of Florence The Decretum Pro Gratias မှာဖြောင့်မတ်တော်သူတို့၏ဝိညာဉ်တို့သည်ဥက္ကဋ္ဌ၃ပါးတစုဖျားကိုဖျားဖြစ်မြတ်ဝါထင်ထင်ရှင်းလင်းစွာတွေ့မြင်ရလိမ့်မည်။သို့တော်သူတို့ပြုခဲ့သောကောင်းမှုကုသိုလ်အတိုင်း ဝဲပြားစွာမြင်တွေ့ဦးမြော်ရလိမ့်မည်ဟုတရားဝင်ကြေညာခဲ့တယ်။ Trump မျိုးမှာကျင်းပတဲ့အစည်းအဝေးကြီး The Council of Trent ကစီရင်ဆုံးဖြတ်ခြင်းခံရသောသူတို့သည်သူ၏မြတ်သော အမူအရာတို့ကြောင့်ကောင်းငင်ပုံ၌ပုံမှုများပြသောဘုံကုံတော်နှင့်ထိုက်တန်ကြောင်းအတိအလင်းပေါ်ပြထားတယ်။လူအသီးသီးတို့အားမိမိတို့ပြုချင်းခဲ့သည့်အတိုင်းပြန်၍ပေးတော်မူလိမ့်မည်။ဘုရားရှင်ကိုယ်တိုင်ဂရုထားတော်မူခဲ့တယ်။ကျွန်ုပ်တို့အသီးသီးပြုချင်းခဲ့တဲ့အတိုင်းပြန်ပေးတော်မူလိမ့်မယ်။ တခါရှင်ပေါလုကလည်းကောရိန္သုမြို့သားတို့ထံရေးသောစာပထမဆောင်အခန်းကြီး3ခန်းငယ်7မှာလူတူးစီသည်မိမိလုံဆောင်မှုအလျောက်အကျိုးခံစားရလိမ့်မည်တဲ့။ခမည်းတော်ဖျား၏အိမ်တော်၌နေစရာအခန်းများစွာရှိ၏။ရှင်ယောဟန်ခန်းကြီး၄ခန်းငယ်1ဒီစကားကတော့ခရစ်တော်ကိုယ်တိုင်ပြောခဲ့တဲ့စကားဖြစ်တယ်။ဖခင်မိတော်ဖျား၏အိမ်တော်မှာနေစရာအခန်းများစွာရှိ၏။အသင်တော်ရဲ့ဖခင်ကြီးကလည်း ကောင်းမြင်ပုံ၌ယာစီမိစုလက်ကိုကွဲပြားကြောင်းကိုလည်းထောက်ပြခဲ့တယ်။ဒါတူလျန်းကမတူညီကွဲပြားသည့်ကုသိုလ်များကြောင့်မဟုတ်လျင်အဘဲကြောင့်ခမည်းတော်ဖျားကြီးအိမ်တော်၌အခမ်းများစွာ ရှိနေရသမီးဟုမှတ်ချက်ပြုခဲ့တယ်။ဆင်အဂစတင်ကလည်းခမည်းတော်ဖျားကြီးအိမ်တော်မှာအခမ်းများစွာသည်တခုလေးသောထာဝရအသက်တာ၌အဆင့်အတန်းမျိုးမျိုးရှိသောစုလက်ကိုညှိနှွမ်းနေသည်ဟုရှင်းလင်းပြောပြခဲ့တယ်။ဓမ္မမိတ်ဆွေတို့ နောက်တစ်ပတ်မှာတော့ဒီကောင်းငင်ဘုံအကြောင်းနဲ့ဆက်ဆက်ပြီးငရဲကြီးအကြောင်းငရဲငယ်အကြောင်းငရဲငယ်အမှန်တရှိခြင်းအကြောင်းငရဲကြီးအပြစ်ဒဏ်သဘောတဘာဝငရဲကြီးဂုံတက်တိဒီအကြောင်းအရာတွေကိုဆက်လက်ဝေမျှပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်နှဆင်ပေးကြပါအောင်ဓမ္မမိတ်ဆွေပေါင်းကိုစိတ်နှပြချမ်းသာချမ်းသာတော်မူကြပါစေ။